ဩစတြေးလျနိုင်ငံတောင်ပိုင်းမှာမန်တလောင်လို့ရှေ့ပြားထွေလျားတဲ့လမ်းမကြီးတစ်ခုရှိနေပါတယ်။ဘာမှမရှိ။ဗလာနတိကျဲပြောလာတဲ့နူလေးပါလွင်ရင်ကအငဲရန်ကြောက်ကနေပြီးလူ့ရေညောင်ကဘာလက်ခီးသွားတွေနဲ့နိုင်ငံတွေကိုဖျက်တမ်းသွားလာဖို့လိုတဲ့ပုံနေကားတွေပဲရှိနေတဲ့နေရာမှာကားကိုဘရိတ်မနေမဲတမောင်းဝုန်းနေတဲ့လူတွေအတွက်နှိပ်ပတ်မုံတစ်ခုဖြစ်ပြီးသားဘိတ်ကောင်နဲ့ငတ်ကလေးအုပ်တွေလောက်ပဲမြင်ရတဲ့အဲ့လိုနေရာမှာ flash တယောက်မနာတမ်းပြေးလွှားနေပါတယ်။ပုံမှန်ဆိုရင်စဉ်းစားဖို့ပြေးနေတာဖြစ်ပေမဲ့ဒီနေ့မှာတော့ဘာကိုမှမစဉ်းစားကျင်တော့မို့လို့ပြေးလွှားနေကြတာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်လောက်ကဩစတြေးလျနိုင်ငံမဲဘုံစီးဒီမှာဤသူ တွေကစူပါမန်တို့ကသူတို့ရဲ့ဟီးရိုးမဟုတ်အကြောင်းကိုဆန္ဒပြနေကြပါတယ်။အဲဆန္ဒပြတဲ့လူစုတွေကိုခွဲဖို့အတွက်စူပါမန်ဝန်ဒါဝူမန်နဲ့ဖလက်ရှ်တို့ရှိနေပြီ။ဝန်ဒါဝူမန်ကဆန္ဒပြတာကိုရက်ပြီးကိုယ့်အိမ်ကိုပြန်မှုပြောတော့ဆန္ဒပြနေတဲ့ပြည်သူတွေကြားထဲကနေလူတယောက်ထွက်လာပြီးဒီပေါ်လေးပြန်နိုင်တဲ့စွမ်းအားတွေရှိတာနဲ့သူတို့ကိုအမိတ်ပေးလို့မရကြောင်းနဲ့သူတို့ရဲ့နိုင်ငံကိုကာကွယ်ဖို့အတွက်သူတို့ဘာသာလုံးနိုင်ကြောင်းပြောပြီးသူရဲ့စူပါဟီးရိုးဝတ်စုံကိုကာရတဲ့အိမ်ကြီးကိုချုပ်ပြီးစူပါမန်တို့ကိုပြန်မှုပြောပါတယ်။ပြောရင်းနဲ့ပဲဂျင်ဘက်ကနေ energy blast ကိုလည်းပစ်လိုက်ပါတယ်။အဲ့ကောင်လေးကိုကြည့်ရတာတာမာတယ်လို့ထင်ရပေမဲ့လူတယောက် ောက်ကိုစူပါဆိုင်ရန်လေးထိုးပေးလိုက်တာလို့ဒီပညာမြင်လက်နက်တွေတက်ဆင်ပေးလိုက်တာနဲ့ကိုကိုကိုတမ်းမာလာပြီလို့ထင်နေကြတယ်။စူပါမန်နဲ့ဝန်ဒါဝူမန်တို့ရဲ့တုတ်ပြန်မှုကြောင့်အက်ကွန်လေးရဲ့မျက်နှာကကြောက်နှံ့မှုတွေဆွေးရည်မှုတွေကိုမြင်နေရတယ်။အချက်ချင်းသဘောပေါက်လိုက်ပြီးသူကစူပါမန်မှမဟုတ်တာအက်ကွန်လေးပေါ်စူပါမန်ရဲ့တုတ်ပြန်မှုကအက်ကွန်လေးကြောရိုးကအယိုးတွေအချောင်းချင်းကျိုးသွားတဲ့အချိန်တွေကိုကဘာပေါ်မှာအမြန်ဆုံးလူသားဖြစ်တဲ့ငါကရက်ကြည့်နေမိခဲ့တယ်။ပေါင်းလေးရဲ့နာကျင်မှုကိုခံစားနိုင်တဲ့ဆဲလ်တွေကစူပါမန်ရဲ့ထိုးနှက်ချက်ကိုမထိလိုက်ခင်ပါတယ်။ကြီးမားတဲ့တိုက်ခိုက်မှုဖြစ်ပြီဆိုတာကိုသိလိုက်ရတယ်။ဒါပေမဲ့ငါကရက်ကြည့်နေမိခဲ့တယ်။စူပါမန်နဲ့ဝန်ဒါ ဝမန်တို့ကသူတို့နိုင်ငံရဲ့ဟီးရိုးပေါ်လှုပ်လိုက်တဲ့လှုပ်ရက်ကိုဩစတေးလျပြည်သူတွေကမျက်စိနဲ့အထင်သာမြင်သိခဲ့ကြရတယ်။ဒါပေမဲ့တာမန်လူသားတွေကနဗျားတစ်ပါးနဲ့ရှင်နိုင်မှုအဆွမ်းရှိကြပါမလား။ဝါနာဝမန်ကလူစုခွဲလိုက်စံလို့ဩလိုက်တဲ့အချိန်မှာအားလုံးနဲ့အလန်တကျထွက်ပြေးကြပါတယ်။အဲ့အချိန်ကျမှကဘာပေါ်ကလူသားတွေထဲမှာအမြန်ဆုံးဖြစ်တဲ့ flash ကကောင်းလင်းရဲ့အခြေအနေကိုကြည့်ပြီးစေယုံကခေါ်ဖို့ပြေးသွားပါတယ်။စေယုံကခေါ်ဖို့ပြေးလာနေတဲ့ flash ရဲ့ဆက်သွယ်ရေးစနစ်မှာတာမန်ပြည်သူတွေရဲ့ဆန္ဒပြပွဲလေးတွေကိုအင်အားသုံးပြီးဖြိုခွဲလိုက်တာပေါ့။ဘလူရောင်သူရဲကောင်းဆန်တဲ့လှုပ်ရက်လဲဆိုတဲ့ဘတ်မန်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။ ဘော့ကဘတ်မန်ရဲ့စက်တဲ့စနစ်ကိုဖျက်တော့တာတာကိုသိတဲ့ဖလက်ကဆရာသခင်ကိုရော်ဘဲရဲ့အတန်ကိုကြားပြီးဘလို့သူ့ကိုပြန်စက်တဲ့တာလည်းလို့မင်းနေပါတယ်ဆရာဘတ်ကလည်းသူဒီဇိုင်းဆွဲထားတဲ့စနစ်မို့လို့အစ်စစ်ပြန်ဝင်လို့ရတယ်လို့ပြောပြီးဖလက်ကိုလည်းသူကလူနာတရင်ကိစ္စစီစဉ်ပြီးပြီမို့လို့ကင်မရာမှာရှိတဲ့အစင်းမျိုးမျိုးရိုးဗီဇာဆန်တဲ့တဲ့တစ်ခွက်ခွက်ကိုသွားစင်ချင်းကြောင့်ပြောပါတယ်ဖလက်ကဘာကိစ္စရှိလို့လဲလို့ဆိုပြီးမေးတော့ဘတ်မန်ကလည်းသူကပြောပြပေးလို့ရပါမယ်ချိုးကိစ္စတွေကအခြားလူစီကကြားရတာထက်ကိုယ်တိုင်မြင်တွေ့ဖို့လိုကြောင်းပြောပြီး flash လည်းပြင်းရင်းနဲ့အခုအရှိရောင်းနေလောက်ပြီလို့အချားမြင်ဆရာကိုရောဘတ်ကပြောပါ ါတယ်ဘတ်မန်ကမင်းဟာကိုလမ်းပေါ်မှာရောက်နေပြီမင်းကိုအမားတွေထဲမှာမဆုံးဆုံးနေဘူးလို့ပြောပါတယ်အခွဲခန်းထဲကိုရောက်တော့ဒေါက်တာနော်ရစ်က flash ဒီကိုရောက်လာတာဝမ်းသာကြောင်ပြောရင်ဒီတယောက်ကြောင့်ရှင်သိကျင်တယ်မလားလို့ပြောတော့ flash ကဘဲကလေးလေးလို့ပြန်မေးလိုက်ပါတယ်ဒေါက်တာနော်ရစ်ကအခုနောက်ကစူပါမန်တို့တိုက်ခိုက်တာခံလိုက်ရတဲ့ခေါင်းလေးရဲ့ပုံကိုပြရင်သူ့နာမည်က Mitchell Davis ဖြစ်ကြောင်းနဲ့စူပါဟီးရိုးအနေနဲ့ဆိုရင် Glazer လို့ခေါ်ကြောင်ပြောတော့ flash က Glazer ဆိုတာဘာအဓိပ္ပာယ်လဲလို့မေးပါတယ်ဒေါက်တာနော်ရစ်က "तू လည်းမသိဘူးအဲ့နာမည်ကို Mitchell ကသူ့ဘာသာမိုက်တယ်ဆိုပြီးပေးထားကြောင်းနဲ့သူတို့ကအဲ့ကလေးကိုသူတို့ဖန န်တီးရတဲ့မျက်စိမီးွားတဲ့ကြောင့်ရွေးချယ်ခဲ့တာမဟုတ်ကြောင်းပြောတော့ Flash ကအဲ့ဒါဆိုဘာလို့ရွေးချယ်ခဲ့တာလဲလို့မေးပါတယ်။ဒေါက်တာ Norris ကလည်း Mitchell ကတန်ပါတယ်။လုံးနိုင်စွမ်းရှိတယ်။ပြီးတော့မိခိုးနေလည်းအများကြီးမမေးခဲ့ဘူး။သူက Super Hero တယောက်ဖြစ်လာဖို့ဘာမှဆိုလို့ဘူးအစင်းသိရှိတာပဲလို့ပြောရင်းနဲ့ Mitchell ရဲ့အခန်းရှိကိုရောက်လာတော့ Flash ကိုကိုယ်စိတ်ကိုအစင်းသိပြန်ထားဖို့ပြောပြီး Justice League အဖွဲ့သားတွေပြင်သူနဲ့တွေ့ရိုက်တာတဲ့ပုံနေပြည့်နေတဲ့အခန်းထဲကိုဝင်လာကြပါတယ်။ဒေါက်တာ Norris က Mitchell ကရှင်တို့အဖွဲ့ရဲ့အမာခံပရိသတ်တယောက်ပဲလို့ပြောပါတယ်။ Flash ကသူနဲ့တွေ့ရိုက်တာတဲ့ပုံကိုကြည့်ပြီးဘယ်တော့မှပုံလည်းမသိဘူးလို့ပြော ော့တော့ဒေါက်တာနော်ရစ်ကလည်းရှင်တို့ကကဘာကြီးကိုကယ်တင်နေရတဲ့တွေ့ကောင်းနေဆိုတော့လူများကြီးနဲ့ဆက်ဆက်နေရမှာမို့လို့ဘယ်မမိမလဲလို့ပြောပါတယ်အဲ့အချိန်မှာပဲဘတ်မန်က ဖလက်ချ်ကိုစကားလမ်းပြောပါတယ်ဘယ်ရီမင်းအဲ့ပုံကိုကြည့်ရင်ဘာခံစားရလဲလူလေးစားအားကြရတဲ့လူတွေကသူ့ကိုဝိုင်းမိအမဲဖြတ်ကြခဲ့တဲ့အချိန်မှာသူဘလို့ခံစားရမလဲလို့ပြောပါတယ်ဘတ်မန်ရဲ့စကားအဆုံးမှာဖလက်ချ်တယောက်ပြေးထွက်သွားခဲ့ပြီးလက်ရှိနိုဝင်ဘာလွေမြမှာကားတိုက်ပြီးတည်ဆုံနေတဲ့အပိုက်ကောင်တကောင်ကိုကြည့်ရင်တားပိုက်ကောင်တကောင်ကအမြင့်ချုပ်ပေရှိပြီးပေါင်နေရလို့လေ့ကျင်ရှိတယ်ဒါပေမဲ့တန်ကျင်နေရရှိပြီးတနိုင်းယူမိုင်း90လုံးမောင်းနေတဲ့ကုန်တင်ကားတစ်စီးန င်းရှင်နိုင်ရင်တော့အမှမဟုတ်တော့ဘူးရင်မောင်းကလည်းသူ့ကိုယ်နေကအရှင်လျှော့မမှုလုံးနိုင်ခဲ့မှာမဟုတ်တလို့သူသတိတောင်ထားလိုက်ပြီးမှမဟုတ်ဘူးဒါပေမဲ့ကမောင်းကအမြန်ဆုံးလူသားဖြစ်တဲ့ငါကငါရဲ့အရှင်ကိုလျှော့ခဲ့တယ်ငါတတိလည်ထားခဲ့မိတယ် flash တရားမချဲပေါ်မကာကွယ်နိုင်ခဲ့မှုတွေပေါ့ဝေခမ်းမရဖြစ်နေပြီးသူစဉ်းစားဖို့လိုတဲ့အခါတိုင်းအင်းနေကြတဲ့အတိုင်းပြေးခဲ့ပြီးဒါပေမဲ့ဒီတစ်ခါမှာတော့အရာအလုံးကိုမစဉ်းစားမိအောင်ပြေးနေခဲ့ရပြီးရက်တန်သွားခြင်းမရှိတော့ order တစ်ခုကကျယ်တဲ့ကျယ်လာခဲ့ပြီးအဲ့ order ကတချင်းကလမ်းကြားတစ်ခုမှာဆွပြင့်ခံခဲ့ရတဲ့ကလေးတယောက်ရဲ့ order ပဲအဲ့အတန်ကစိတ်ထဲမှာပွဲတင်တယ်နေထပ်နေပြီးသူ ထောက်ခါသွားခဲ့ပြီးကိုထပ်ပြီးတယောက်တက်ထားခဲ့ပြီးငါသာသေးသွားပြီဆိုတဲ့ဇာတ်တွေကိုဘတ်မန်ကတွေ့ယူတွေ့တဲ့နဲ့ရေရွနေပါတယ်။ဘော်တန်မြို့ရဲ့သတင်း channel တခုဖြစ်တဲ့ channel 2မှာသင်ဆက်နေကြသတင်းအစီအစဉ်ဖြစ်တဲ့ဘော်တန်ဇက်သတင်းကိုအမွာသတင်းသစ်ဆက်သူဖြစ်တဲ့ Upper Net Judy တို့ကသင်ဆက်နေပါတယ်။ Propolis မှာဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး Superman ရဲ့လုပ်ရည်ကိုအခက်ခံတဲ့သူနဲ့လက်မခံတဲ့သူဆိုတဲ့နှစ်ဖွဲ့ကွဲနေပြီး Exxon နဲ့ပတ်သက်လို့ဆွေးနွေးပေးဖို့အတွက် Superman ရဲ့လုပ်ရည်ကိုလက်မခံတဲ့အဖွဲ့တွေကအထူးအဲ့တဲ့တော်အနေနဲ့ဒေါက်တာဘော်နီကိုဖိတ်ခေါ်လာကြောင်းကြေညာနေပါတယ်။ဒေါက်တာကိုဆွေးနွေးပေးဖို့ခေါ်တဲ့အချိန်မှာပဲအမောင်နဲ့က ကနေစိတ်မကောင်းပါဘူးဒီနေ့ဒေါက်တာမလာနိုင်မှုစတဲ့စကားနဲ့အတူမန်ရန်သူတော်ကြီး2 face ကပေါ်လာပါတယ် channel 2အမွားနေရောက်နှစ်ချမ်းကွက်နေတဲ့ garden မြို့ကြီးရဲ့လို့ပြောရင်းနဲ့ face ကစင်ပေါ်တက်လာပါတယ်အင်္ဂါပြားတစ်ခုရဲ့ခေါင်းနဲ့ပန်းမောင်မူတည်ပြီးလူတွေရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးတဲ့2 face ကဒီဒီချိန်မှာဒင်္ဂါပြားရဲ့ခေါင်းလာပန်းလာဆိုတဲ့အဖြစ်ပေါ်မှာနင်းသမားနှစ်ယောက်တည်းကအယောက်သေးရမယ်ဆိုပြီးသူ့လက်ထဲကဒင်္ဂါပြားကိုလေးထဲပြစ်လိုက်ပါတယ်လေးပေါ်မြောက်သွားတဲ့ဒင်္ဂါပြားပြန်မကြခင်ခေါင်းလာပန်းလာဆိုတဲ့အဖြစ်မသိရသေးခင်မှာပဲစူပါမန်ရဲ့ heat vision ကဒင်္ဂါပြားကိုလာမှန်ပြီးအေးပြောကြသွား ါပါတယ်။ငင်္ဂပြားရဲ့အဖြစ်နဲ့လူတွေရဲ့ကံကြမ္မာကိုဆုံးဖြတ်တဲ့ Two Face ကလည်းစူပါမန်ကိုတနက်နဲ့ချိန်ပြီးခေါင်းလာပန်းလာဆိုတာကိုမင်းမြင်လိုက်တယ်မလားလို့ယူတယောက်လိုအော်ဟင်မင်းနေပါတယ်။စူပါမန်ကလည်းမမြင်လိုက်ဘူးလို့ပြောရင်းနဲ့ Two Face ရဲ့တနက်ကိုညှက်ချပြစ်လိုက်ပြီး Two Face ကိုဖမ်းလိုက်ပါတယ်။စူပါမန်ကပြန်မလို့လုပ်နေတဲ့အချိန်မှာဂျူလီကသူတို့တွေပူလီစာစူပွဲပွဲမှာလက်ကအနေနဲ့ဆုံးခဲ့ဘူးကြောင်းပြောပြီးလက်ကစကားတင်စီနဲ့ဝင်ခဲ့ပေမဲ့အက်စုကိုလူဝစ်ကရခဲ့ကြောင်းပြောနေပါတယ်။ဂျူလီကစူပါမန်ကိုအင်တာဗျူးကနေပြီးတော့ဂျိုကာကိုတတ်လိုက်တာအမှန်ပဲလားဆိုပြီးမေးတော့စူပါမန်ကတတ်ခဲ့ကြောင်းပြောပါတ တယ်။လီကအဲ့လိုရက်ကိုမားတယ်လို့ထင်တဲ့လူတယောက်ယောက်ရှိနေတယ်လို့ထင်မိပါတယ်။စူပါမန်ကတော့အဲ့လိုအယူတွေကိုကာကွယ်ပေးခြင်းနေတဲ့လူတွေကရှိနေအောင်ပါပဲ။တန်မြို့မှာတတိထားစရာတစ်ခုခုရှိနေသေးတယ်။ငါကုချင်းဒီဂေါ်ဒန်မှာရှိနေတဲ့အကြောင်းပြချက်ပဲ။ဆော်ယူကောင်တွေကိုလူတွေနဲ့မြို့ကိုဖျက်ဆီးဖို့ထောက်ခွင့်ပြုမှာမဟုတ်တော့ဘူး။ဆက်တပ်မှာကိုခွင့်မပြုနိုင်တော့တယ်လို့အကြမ်းဖက်မှာကိုလည်းထပ်ပြီးခွင့်မပြုနိုင်တော့ဘူး။လူတိုင်းကထိုက်တန်တဲ့အကူအညီတွေရရှိဖို့အတွက်ဥပဒေတွေခွင့်ရေးတွေရှိပြီးသား။ဒါပေမဲ့အဲ့လိုကောင်တွေကမထိုက်တန်ဘူး။တက်မပြေလို့လူသက်တာကိုခွင့်လိုက်ဆိုတာကလုံလောက်တဲ့စင်ကြယ်တစ်ခုမဟုတ်ဘူး။ဒီဆော်ယူကောင်တွေတက်မပြေတာနဲ့ပဲခင်ဗျားတို့ရဲ့အသက်တွေက ိုထပ်ပြီးချိန်ချောက်လို့မရတော့ဘူးဆိုတာတိဖို့အချိန်တန်းပြီအဲ့လိုဆော်ယူးတွေကဆော်ယူးတကောင်ကကဘာကြီးကိုနာကျင်ထိခဲ့အောင်လုပ်ပြီးပြီးအဲ့ရာဇဝတ်ကောင်နဲ့အကော်လုံးကိုဂေါ်ဒန်မျိုးနဲ့အဝဲဆုံးစီကိုခေါ်သွားဖို့တဆုံးဖြတ်လိုက်ပြီးအဲ့တရင်ကိုဘတ်ကိတ်ကနဲ့ဒင်းနိုမီတာစုကကြည်နေပြီးစူပါမန်ရဲ့ဇာတ်ရွေကြောင့်စူပါမန်တယောက်တမ်ထောင်ကိုတွားဖို့စီစဉ်နေတာတိသွားတဲ့ဘတ်မန်လဲဝင်းနဲ့ဒေမီယန်တို့ကိုလေးရင်ပေါ်တက်ဖို့ခေါ်ပါတယ်ဒေမီယန်ကလေးရင်ပေါ်ကိုတက်ပြီးမလုပ်ရမှာလဲစူပါမန်နဲ့အတူအဲ့နေရာကိုပြားချရမယ်ဆိုမှလိုက်ခဲ့မယ်ဆိုပြီးပြောလိုက်ပါတယ်နိုင်ဝင်းကဒေမီယန်မင်းက73နှစ်ပဲရှိသေးတယ်ဘာလို့အဲ့လောက်တော့အမောင်ဘက်အချံရောက်နေတာလဲဆိုပြီး ီမီတော့အေမီယန်ကခင်ဗျားတို့မားနေနိုင်တယ်လို့ခဏလောက်ရောတွေးဘူးကြလားအတကြီးတဲ့လူတွေလို့ပြောလိုက်ပါတယ်ဘတ်မန်လည်းပြောမရတဲ့ဒေမီယန်ကိုဘာမှပြောမနေပဲချက်ချင်းလေရင်နဲ့ထွက်လာပါတယ်ဘင်းအပေါ်မှာတော့နိုင်ဝင်ကဒေမီယန်ဘာပြောချင်တာလဲသဘောပေါက်လားဆိုပြီးတော့ဘတ်မန်ကဘာမှမဖြေပဲနေပါတယ်နိုင်ဝင်ကအခုခုမေးလို့ခင်ဗျားဘာမှပြောမဖြေပဲနေတာကစိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတယ်ခင်ဗျားသိတယ်မလားစိတ်စိတ်နေချင်းကဝန်ခံချင်းဆိုတာပဲလို့ပြောတော့ဘတ်မန်ကမင်းကဒေမီယန်လောက်ကောင်းမှမဘူးလို့ပြောပါတယ်နိုင်ဝင်ကတေးကြတာပေါ့တရားရောက်ကအဲ့လောက်ကောင်းမှနေရင်အများနဲ့အမျိုးတော်လို့နေမှာပေါ့လို့ပြောတော့ဘတ်မန်ကအခုခု ပြောဖို့ပြင်ဆင်နေတဲ့အချိန်မှာနိုင်ဝင်းကကျွန်တော်သဘောပေါက်ပါတယ်လောလောဆယ်တော့အစိုးဆုံးညာစွဲသားတွေကိုကဘာဘောကအကြီးကြီးဆုံးသူရဲကောင်းတွေရဲ့လက်ထဲကနေတကခွေပေးကြတာဘို့လို့ပြောပါတယ်ကမ်ထောင်ကိုစူပါမန်ဝန်ဒါဝူမန်နဲ့စိုက်ဘော့တို့ကတူဖစ်ကိုခေါ်လာရင်းနဲ့ဝန်ဒါဝူမန်ကညာကိုထပ်ပြီးမယုံကြည်နိုင်တော့တာမို့လို့အချင်းသားတွေအားလုံးကိုစိတ်ချရတဲ့နေရာစီခေါ်သွားမယ်လို့ပြောနေတဲ့အချိန်မှာမင်းတို့မှအဲ့လိုဆုံးဖြတ်ခွင့်မရှိဘူးဆိုတဲ့အတန်နဲ့အတူဘတ်မန်နဲ့နာဝင်ကရောက်လာပါတယ်ဝန်ဒါဝူမန်ကအနောက်ကိုလဲကြည့်ရင်နင်ပြောတာမှန်တာပဲသူရောက်လာတာပဲဆိုပြီးတရားရဲကိုပြောလိုက်ပါတယ်စူပါမန်နဲ့ဝန်ဒါဝူမန်တို့ င်းရဲ့အနောက်ကနေဒီမီယန်ထွက်လာပြီးတော့သူတို့နှစ်ယောက်ကနှစ်ယောက်ကမကောင်းဆိုးရတယ်နဲ့ယက်ကြည့်နေတာဒါပေမဲ့သူတို့ကနှစ်ယောက်တည်းပါပဲကျွန်တော်တို့ကိုဘာတော့မှပေးနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်နိုင်ဝင်းကမင်းဘာတွေလုပ်နေတာလဲဒီမီယန်လို့မေးတော့ဒီမီယန်ကဘာလုပ်နေတာလဲဟုတ်လားယာစုဝတ္တာတွေကိုနှိမ်နင်းမှုအတွက်စူပါမန်ဝန်ဒါဝူမန်နဲ့စိုက်ဘိုရိုဘက်ကယက်နေတာလေခင်ဗျားတို့ကရောဘဒုဘက်ကယက်တည်နေတာလဲဟီလာခရော့စ်တို့ကလန်နာတို့ဘက်ကလာလို့ပြန်ဖြေလိုက်ပါတယ်စူပါမန်ကဘတ်မန်ကိုဘေးဖယ်နေဖို့ပြောတော့ဘတ်မန်ကမင်းတို့တွေဒီမှာမရှိသင့်ဘူးလို့ပြောပါတယ်အဲ့ချင်းအခန်းချင်းတစ်ခုတည်းကနေဗီတာဇက်စ်လို့ခေါ်တဲ့လူသက်သမားတစ် ောက်ကသူတေချာဖို့ဒီမှာရှိနေတဲ့နာလို့ပြောရင်းနဲ့သူခန္ဓာကိုယ်ကအမာရုပ်တွေကိုမြင်လာအဲ့ဒါကလူတယောက်စီကဘဝကိုယူပြီးတိုင်းအမာရုပ်တစ်ခုစီကြံခဲ့တယ်အခုမင်းစီမှာလည်းအမာရုပ်တစ်ခုရှိနေပြီမလားမင်းအဲ့ဒါကိုမင်းသဘောကျတယ်မလားသူလိုခန်းစားလိုက်ရတယ်မလားဆိုပြီးစူပါမန်ကိုပြောပါတယ်ပတ်တယောက်အာကန်တော်ရဲ့လုံခြုံရေးစနစ်တွေကိုအပြည့်အဝထိန်းချုပ်ပြီးတဲ့အချိန်မှာတော့ဝန်နာဝမန်ကခန်းနံပါတ်38ကဇက်စ်နဲ့စမယ်လို့ပြောလိုက်ပါတယ်ခန်းတကားကပွင့်သွားပြီးသူစားစားပဲဇက်စ်ကပြောက်သွားပါတယ်အဲ့ကိုမြင်လိုက်ရတဲ့မတ်ဟန်တာကလည်းကြောက်နေပြီးထောင်ထဲမှာလင်းလင်းမာမာနေမှာမို့လို့ဟိုမှာဖျောက်ဖို့ပြောပါတယ်ဝန်နာဝမန်ကအခန်းနံပါတ်80 က်6ကမတ်ထတာလို့ပြောလိုက်တဲ့အချိန်မှာတော့ခန္ဓာကောက်ပွင့်သွားပြီးမတ်ထတာလည်းပျောက်သွားပါတယ်ဘတ်မန်ကသူတို့ကိုပဲခေါ်သွားတာလေလို့မေးတော့စူပါမန်ကပို့ပြီးတော့လုံခြုံစေချင်တဲ့နေရာကိုသူတို့တွေဘသူကိုမှထပ်ပြီးဒုက္ခမပေးနိုင်တဲ့နေရာကိုပို့လိုက်တာမင်းအလောက်သိရင်ရပြီလို့ပြောပါတယ်ဘတ်မန်ကစိုက်ဘော့ကိုတကားတွေမဖွင့်နဲ့တော့မင်းကိုသတိပေးနေတာလို့ပြောတဲ့အချိန်မှာပဲစိုက်ဘော့ကရစ်ဒလာနဲ့အခန်းကိုဖွင့်ဖို့လုပ်ပါတယ်ဘတ်မန်ကသူ့ခဘက်ကခလုတ်တစ်ခုကိုနှိမ့်လိုက်တဲ့အချိန်မှာစိုက်ဘော့တယောက်ဗိုင်းရပ်ကြောင့်လက်ချော့ကြပြီးထဲကျသွားပါတယ်စူပါမန်ကဘာလို့လဲလဲလို့မင်းနေတဲ့အချိန်မှာနိုင်ဝင်းကအကုန်လုံးဆိတ်လျှော့ ော့လိုက်တော့ဒီဆိုင်ကိုဘက်တွေရှိမှငါတို့ရဲ့ရုံမပေါ်နေသင့်ဘူးလို့ပြောရင်းနဲ့ဘတ်ဘန်ခပတ်ကခလုတ်ကိုပိတ်ပေးလိုက်ပါတယ်။အကောင်တော်ဝင်ဝမှာတော့ Green Arrow က Harley Quinn ကိုခေါ်လာပြီးအင်ဒီမာဆိုရင်လုံခြုံလိုက်မယ်လို့ပြောပါတယ်။ထောင်ဆောက်ကနောက်တစ်ယောက်ထွက်လာပြန်ပြီလား။မင်းတို့တွေထောင်ထဲမှာစီဝေးလုပ်ဖို့ချိန်နေတာလို့ပြောရင်းနဲ့ CCTV ကစူပါမန်ကိုပွဲဖြစ်နေတာကိုပြတော့ Green Arrow လည်း Harley Quinn ကိုထောင်ဆောက်နဲ့ထားခဲ့ပြီးအထဲထဲကိုပြေးဝင်သွားပါတယ်။ Quinn ကနှာခေါင်းဝဲတူနဲ့လက်ထိတ်ကိုဖြုတ်နေရင်းနဲ့ထောင်ဆောက်ကိုနှာခေါင်းရုံမှာတခါချိုးဘူးလဲမေးတော့ထောင်ဆောက်ကဒီနားကို၃ခါတောင်ချိုးဘူးတယ်လို့ပြောနေတဲ့အချိန်မှာပဲ Harley Quinn က90 င်မကောင်းပါဘူးလို့ပြောရင်းနဲ့သူ့ရဲ့နှာခေါင်းရိုးကိုနောက်တစ်ခါတချိုးပေးလိုက်ပါတယ်။ဟာလီကွင်းကချင်းချခံနိုင်ရတဲ့တစုံတစ်ခုကိုဆက်သွယ်လိုက်ပြီးဟာနဲ့ကိုလွတ်ပေးမယ်။သူ့ရဲ့သူ့စုံပွဲလေးကိုတက်ဖြတ်စည်းလိုက်လို့ပြောပါတယ်။တေချာပေါ့လုံငင်းစနစ်ကိုအဆင့်မြင့်လာတဲ့ဆိုက်ပေါ့လေ။သူနဲ့စားတွေ့တဲ့ကအဲဗိုင်းရပ်စ်ကိုထည့်ခဲ့တာကိုတိလိုက်ရတဲ့အချိန်မှာတော့ကြီးကျယ်ပေါက်ကွင်းနေတဲ့အချိန်ဘတ်မန်နဲ့ဆိုက်ပေါ်ကြားတဲ့ကို brain error ရဲ့များတဲ့ချောင်းကကြာလာပါတယ်။ brain error ကတော်လိုက်ကြတော့လို့ပြောတော့ဘတ်မန်ကမင်းလဲသူတို့နဲ့အတူလာလားလို့မေးပါတယ်။ brain error ကမဟုတ်ဘူး။ငါလူတစ်ယောက်ကိုလာဖို့တာလို့ပြန်ဖြေတော့ဆိုက်ပေါ်ကဘယ်သူလဲလို့မေးနေတဲ့အချိန် ိန်မှာပဲဟာလီကွင်းကထင်းကျုပ်ကန်ကနေထောင်တစ်ခုလုံးကအတန်လွင့်ပါတယ် green arrow ကငါသူ့ကိုဖိတ်ခတ်ပြီးအဆောင်နဲ့ထားခဲ့တာလို့ပြောတော့ night wing ကဘယ်ဆောက်လဲ channel လာလို့မင်းရင်ဖျားတာနေပါတယ် arcan ထောင်ထဲမှာနေကြတဲ့သူတော်စင်သူတော်ကောင်းများအားလုံးနားထောင်ကြပါ farman က mr j ကိုငါတို့အားလုံးရဲ့အဝေးကိုခေါ်သွားသလိုခုငါတို့အားလုံးကိုလည်းခေါ်သွားဖို့လုပ်နေပြီမင်းတို့အားလုံးကိုကိုကိုကူကန်နိုင်ဖို့အကျဉ်းစကားတွေကိုဖွင့်ထားတယ်မင်းတို့ကိုကူဖို့အတွက်လူတယောက်လည်းလွတ်ထားပေးတယ်လို့ပြောတဲ့အချိန်မှာပဲအောင်တစ်ခုလုံးလောက်ခါသွားပြီးမြေအောက်မှာခါရခံနိုင်ရတဲ့ grandier လက်ထွက်လာပြီး demian ရဲ့ခေါင်းကိုဖမ်းညှစ်ထားလိုက် ရင်းနဲ့ပဲ Injustice God MS အပိုင်းငါကိုဒီနေရာမှာပဲအဆုံးသတ်ထားပါတယ် Injustice Comic ကိုတပတ်သုံးဘုံလောက်တင်ပေးဖို့စီစဉ်ထားပေမဲ့လောက်လေးနည်းနည်းမှအားသေးတာမို့လို့ဗီဒီယိုတွေကိုအားရင်အားသလိုတင်ပေးသွားပါမယ်အဲဒါကြောင့်မို့လို့ဗီဒီယိုလေးတွေတက်လာရင် like လေးပေးပြီးအဆင်ပြေတာလေးတွေတစ်ခုခုမှန်သွားပြီးတော့ဆုံးချင်ပါတယ်